မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်။ရှီကျင်းဖြင့်မင်းအောင်လိုင်းတွေးဆောင်ခဲ့မှုအပေါ်တုံ့တက်ချက်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ရုပ်သေးလိုအမည်တွင်နေတဲ့မင်းအောင်လိုင်းကမော်စကိုမှာရှီကျင်းဖြင့်နဲ့ရှာရှာပါပါတွေ့ခွင့်ရခဲ့စဉ်အတွင်းနိုင်ငံတွင်ရှိတရုတ်အကျိုးစီးပွားကိုစွန့်စွန့်တမတ်ကာကွယ်ပေးသွားမယ်လို့ကတိပေးခဲ့ရှာပါတယ်။ ကြာတာပရင်းဒီမှာတော့နှထိုးကြီးမျိုးနဲ့အတွင်းရှိတရုတ်ဓာတ်ငွေပိုင်လိုင်းမှာခွဲထုံစကံ off state station တခုကိုစောင့်ကြံနေတဲ့စစ်ကောင်စီတပ်သား80ခန်းကပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့တိုက်ခိုက်လာမှုကြောင့်စခန်းကိုဆုံးခွာပြီးကိုလွယုံထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။တရုတ်အစိုးရမီဒီယာတွေက၄နှစ်အတွင်းပထမဆုံးချိန်တွေ့ဆုံခဲ့မှုလို့ဖော်ပြခဲ့ပြီးရှီချင်းပြင်မှာတရုတ်ဝန်ထမ်းများဖွဲ့စည်းများ project များလုံခြုံမှုရှိရေးကိုအာမခံပေးဖို့အတွက်နေဆက်ဖြတ်ကြောင်ရာဇဝတ်မှုများတိုက်ဖြတ်ရေးကိုအချိန်မြင့်လှုံ့ဆော်ပေးဖို့တိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲဒီလိုတွေးဆောင်ခဲ့မှုအပေါ်နိုင်ငံတကာရှိမြမအရေးလေးလာတောင်းတတ်သူတွေရဲ့တောင်းတတ်ချက်တွေကို South China Morning Post မှာဖော်ပြထားတာကိုတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဂျေဆန်တာဝါအမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူရှီချင်းဖင်က၄နှစ်ကျော်မတွေ့ဘဲထားခဲ့ရမှာအခုအခါကြာရှုံးလာနေပြီဖြစ်တဲ့စေအုပ်စုကိုပို့ပြီးထောက်ခံပေးဖို့လိုအပ်လာတယ်လို့ယူဆလာတာကိုထုတ်ဖော်ပြသလိုက်တာပဲဖြစ်ပါတယ်။အဲဒီလိုတွေးဆောင်နိုင်ဖို့ရုရှားဘက်ကလည်းနေရထိုင်ခင်ကအစာစီစဉ်ပေးခဲ့တာကိုကြည့်မယ်ဆိုရင်ရုရှားနဲ့တရုတ်ကမြန်မာအရေးပေါ်ပို့ပြီးနီးနီးကပ်ကပ်ညှိနှိုင်းလာမှုကိုပြဆိုနေပါတယ်။ ဒါပေမဲ့လည်းရှီကမင်းရောင်လိုင်းကိုလက်ခံတွေးဆောင်ခဲ့မှုကြောင့်မြန်မာနိုင်ငံတွင်တရုတ်ဆန့်ကျင်ရေးသဘောထားတွေပြင်းထန်လာခဲ့ရတာကသာအဖက်တင်ခဲ့ပါတယ်။တရုတ်ရဲ့အပြင်းထန်ဖိအားပေးမှုတွေကြောင့်ကိုကန့်ဖွဲ့ကလာရှုကိုပြန်ပေးလိုက်ရတဲ့အထိဖြစ်လာခဲ့မှုအပေါ်လဲစိုးရိမ်မကင်းဖြစ်မှုတွေကြီးထွားလာခဲ့ပါတယ်။စက်တိုက်ဆိုသလိုအရှက်ရနေတဲ့မင်းရောင်လိုင်းဘိုးအနေနဲ့အသက်ရှူချောင်းသွားစေခဲ့ရတော့လေ၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်တရုတ်ပေါ်ပို့ပြီးမိခိုလာရမှုတွေကြောင့်ပြည်ပအားကိုပစံရို့လို့တမုတ်ချင်းခံခဲ့ရတယ်လို့ဆိုပါတယ်။ ကင်မရာရှိများအပြုံးများဝေစာနေတော့လဲနောက်ွယ်မှာတော့လောက်ရမှာဆိုတဲ့ရွှေကောက်ပွဲအတွက်စစ်မြေပြင်မှာတိတိတတာတိုးတက်လာအောင်လုပ်ဖို့ပြောဆိုခွင့်ရှိပါတယ်။တရုတ်ကရွှေကောက်ပွဲကိုစေအုပ်စုရင်သွားနေရလမ်းကြောင်းမှာခွဲထုတ်နိုင်မှုဖြစ်ရှုမြင်ထားတယ်။ဒါကလည်း၎င်းတို့မြည်သူများအနိုင်ရတော့မှာမဟုတ်ဆိုတာကိုကောင်းစွာသိရှိထားပြီးဖြစ်လို့နိုင်ငံရေးအဖြေရှာနိုင်ရေးဘက်လှစ်လာခြင်းဖြစ်တဲ့အတိုက်ခံတွေဘက်ကအနိုင်ရသွားမယ်ဆိုရင်တရုတ်အတွက်ရှုပ်ထွေးလာနိုင်တဲ့ Federal Democracy နဲ့အဲ့ဒါထပ်ပို့ပြီးစိုးသွားနိုင်တာကရေရှည်လာမယ်ပြည်ဝင်စစ်ကြီးဆို တဲ့အန်တီအရေးရှိနေပါတယ်။ဒီအကြောင်းတွေကြောင့်စေအုပ်စုအလွန်နိုင်ငံရေးမှာစစ်တပ်ကအတိုင်းအတာတစ်ခုထိကိုစားပြုနိုင်မဲ့ပုံစံမျိုးသာအလိုရှိနေပါတယ်။ဘီဂျင်းကထွက်ပေါ်လာမဲ့အစိုးရပုံစံပေါ်တန်တရာရှိနေတော့လဲ၎င်းတို့အတီးကထားနေတဲ့ကြားကလေဆက်တီတာတည်ငြိမ်ရေးနဲ့၎င်းတို့အကျိုးစီးပွားကာကွယ်နိုင်ရေးပဲဖြစ်ပါတယ်။ ကီလိုမီတာတထောင်ကျော်ရှိပြီးဒေါ်လာ15ဘီလီယံခန့်ကုန်ကြနိုင်ပြီးကြောက်ပြူစိတ်ကမ်းမှာတော့မူဆယ်အထိဖောက်လုံးမဲ့စင်းကြံလမ်းမကြီးကတော်လိုင်းတပ်ပေါင်းစုရဲ့ထိန်းချုပ်နေမြများကိုဖျက်တမ်းသွားမှာဖြစ်ပြီးတိုးတက်မှုတစုံတရာရှိမလာတဲ့ပြင်ပန်းတလေးမူဆယ်မီရဲ့ထားလန့်ကလည်းရပ်တန့်ထားပါဗျ Michael Grievers 12ဘတ်ပါမောက်ကဒိမန့် အာဟုတက္ကသိုလ်မှရေးသားထားတာကပြီးချင်းကအခုကအာရခတက်တော်မှရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်၎င်းတို့ရဲ့ရှယ်ဝန်းနဲ့လမ်းစီမံကိန်းများအတွက်အစိုးရမကင်ဖြစ်လာနေပါတယ်။နိုင်ငံရေးအစီအမံများကိုလည်းနိုင်နိုင်ချင်းချင်းနဲ့ဆက်ပြီးလုပ်ဖို့အတွက်တရုတ်သမ္မတမှမင်းအောင်လှိုင်ကိုပြောတယ်လို့လူသိရှင်ကြားထုတ်ပြန်လာခဲ့ခြင်းကပဲရွှေကောက်ပွဲမတိုင်ခင်အခြေအနေတွေပိုပြီးတည်ငြိမ်လာအောင်လုပ်တင်နေလို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီလိုမဟုတ်ရင်၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့နေရာကွက်ကွက်လေးမှသာပြီးစလဲလုတ်သွားတော့မှာဖြစ်ပါတယ်။ ရှီကျင်းပြင်ကမင်းရောင်လိုင်းကိုမြောက်ပိုင်းနဲ့အရှိမြောက်ဒေသရှိတိုင်းရင်းသားဖွဲ့များနဲ့ပြည်လင်အောင်လှုပ်ဆဲခြင်းတော်လဲမင်းရောင်လိုင်းဘက်ကဘလို့မှမလိုက်ရောပဲဘုံများဇက်တိုက်ဆိုသလိုကျင်းနေတာကရှီမျော်လေးနဲ့စင်ကျင်းတို့တရားလက်ကင်ထားနဲ့ခေါင်းဆောင်မှုမျိုးဖြစ်မလာခဲ့လို့သတင်းစာမှာဖော်ပြထားပါတယ်။မိမိမြင်ကိုပြောရရင်ရှီကျင်းပြင်မှာငလင်တန်ခက်ခဲနေရတဲ့အချိန်မှာပဲအချိန်ပေါင်းများစွာပုံကျဲတိုက်ခတ်နေတဲ့ဖြစ်ကိုသိနေပြီးချင်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 းလှုပ်ဖို့လူသိရှင်ကြပြောဆိုသွားခြင်းဖြင့်ဒီဖြစ်စဉ်တွေကမိမိတို့မြောက်ပေးနေခြင်းမဟုတ်လို့ရှောင်လွှဲလိုက်ခြင်းသာဖြစ်ပါတယ်။ ။မင်းအောင်လိုင်ဘက်ကလည်းရွေးကောက်ပွဲလုပ်ဖို့နဲ့တရုတ်တို့ဖြစ်စေခြင်းသလို၎င်းတို့အာနာတီမြဲနေဖို့ဒီနည်းလမ်းသာရှိတော်တယ်ဆိုပြီးအကြောင်းပြလာမှသာဖြစ်ပါတယ်။အဲ့ဒီအတွက်ငကူကလေးကအာနာဟာတနက်ပြောင်းဝကထွက်လာတာကိုလက်ခံထားတဲ့တရုတ်အစိုးရကလည်းသဘောပေါက်စေဖို့အထူးတလဲပြောနေစီရမလို့တရုတ်အစိုးရလိုလာတဲ့ငြိမ်းချမ်းရေးကစစ်ဗိုလ်ချုပ်များအုပ်ချုပ်ပြီးလူထုကလည်း anticipatory obedience ပုံစံမျိုးနဲ့ ကျူးနွန်လာရေးပဲဖြစ်ပါတယ်ဥပမာအားဖြင့်မြစ်ဆုံလိုကိစ္စမျိုးထပ်ဖြစ်ပေါ်လာမှာကိုစိုးရင်စရာမရှိဒါပေမဲ့တရုတ်ကွန်မြူနီကောင်ဆောင်ကြီးကမင်းအောင်လိုင်ကိုလက်ခံတွဲဆောင်ပေးခဲ့မှုကိုအခွင့်အရေးတရဖြစ်အသုံးချပြီး၎င်းအနေနဲ့ပါပါနဲ့နဲ့ရှောင်ထွက်နိုင်ခွင့်ရသွားခြင်းပဲဖြစ်ပါတယ်ရှီချင်းပြင်ကနိုင်နိုင်ချီချီလှုပ်ဖို့ပြောပြီးမကြမီမှာပဲတပင်းရင်းမျိုးနဲ့တွဲရှိစာတင်ကြောင်းကိုဖုံးကျဲတိုက်ခိုက်ပြီးကလေးတငယ်နှစ်ဒါဆင်ကတည်ဆုံးသွားတဲ့သတင်းဆိုကြီးကထွက်ပေါ်လာပါတယ် တရုတ်ဘက်ကမတက်တာလို့ရင်ကုန်နှုတ်ပိနေရတော့လဲ၎င်းတို့ဘက်မှဆက်လက်နဲ့များထောက်ပံ့ပေးနေတာကိုတက္ကပါလုံးကတည်ထားလို့ဒေါသအမြဲချောင်းချောင်းထွက်နေတာသာဖြစ်ပါတယ်။ဒါကိုတည်တဲ့မင်းအောင်လိုင်းတို့စေအုပ်စုက၎င်းတို့လက်ဝယ်ရှိများပြားလာတဲ့ Facebook နဲ့ Telegram အကောင့်တွေကိုတုံပြီးလွတ်ကျန်ဖန်တီးတဲ့သတင်းတွေဖြစ်တယ်လို့ဆိုပြီးလိန်ညာထုတ်လွှင့်ခြင်းမင်းသားမင်းသမီးများရဲ့မယ်ငယ်ကျွန်းငယ်နာများရေးသားထားတဲ့သတင်းများဖြင့်အာရုံလွှဲနိုင်ဖို့စီမံချက်တည်ရဖြင့်အမြန်အကောင့်ထဲပေါ်လာခဲ့ပါတယ်။၎င်းတို့ရဲ့ post မှာ comment များကလည်းတူညီလူနီးပါးဖြစ်နေတယ်လို့ NUG ပြော ွင့်ရဦးနေဖုံလက်ကပြောတာကိုရေးသားထားတာကိုသတင်းမှတင်ဆက်ပေးလိုက်ရပါရရှင်။ မင်းအောင်လိုင်းကတနိုင်ငံလုံးမှစစ်တမ်းမှုများကိုနေရတံစီဝေးခွန်ယူထားပြီးစစ်စင်ရေးကိစ္စများအဓိကဆွေးနွေးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အစံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကနေပြည်တော်မှာတနိုင်ငံလုံးမှစစ်တမ်းမှုတွေကိုနေရတံစီဝေးခွန်ယူထားပြီးစစ်စင်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်းမြစ်တွေကပြောဆိုပါရယ်။မေလ15ရက်နေ့မှာမေလ16ရက်နေ့ထိနေပြည်တော်မှာစစ်တမ်းမှုများကိုမင်းအောင်လိုင်းကအစီအဝေးခွန်ယူခဲ့တာဖြစ်ပြီးအဲ့ဒီအစီအဝေးမှာလီလာဘတ်အစီအဝေးကဲ့သို့ပဲဖြစ်ကြောင်းသိရပါရယ်။လီလာဘတ်အစီအဝေးတွေမလို့ ်ခဲ့တာကြားပြီးအခုကတော့လီလာပတ်အစည်းအဝေးလိုမျိုးခေါ်တာပါအစည်းအဝေးကမနေ့ကနေဒီကနေ့နှစ်ရက်ပါတိရတလောက်တော့နေမြေစုမှုရေးပြန်ရဖို့နဲ့စစ်စင်ရေးကိစ္စတွေကိုအတိအကထားဆွေးနွေးနေကြတယ်လို့သိရကြောင်းစစ်ဘက်တရင်အရင်မြစ်တခုကဆိုပါတယ် လက်ရှိမင်းအောင်လိုင်ကမေလ9ရက်နေ့မှမေလ10ရက်နေ့ထိရုရှားနိုင်ငံကိုတောင်းရောက်ခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာလွတ်လပ်ရေးနေနမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုတွေကိုထောက်ခံခဲ့တဲ့ဆိုရင်တရုတ်သမ္မတထံမှကတိကဝတ်ရရှိခဲ့ပြီးရဲ့နောက်ပုံမှုဆွံ့ရတဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခဲ့ကြောင်းစစ်တမ်းမှုများနဲ့အခုအစည်းအဝေးပြီးမှပြင်းထန်တဲ့စစ်ကြောင်းထိုးမှုတွေပေါ်လာတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ပြည်သူများအတွက်သတိထားရလိမ့်မှာဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်အရှင်မြစ်တွေကသတိပေးပြောဆိုပါတယ်ဆက်လက် ြီးမြန်မာစစ်တပ်ကြောင့်ဆယ်ဦးနဲ့အထက်အစုလိုက်အပြုံလိုက်တိစုံခဲ့ရတဲ့ဖြစ်စဉ်80ထက်မနည်းရှိကြောင်းသိရပါတယ်။၂၀၂၁မြန်မာစစ်တပ်ကအာဏာသိမ်းပြီးနောက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်ပါစီကြောင့် ၁၀ဦးနှင့်အထက်အစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထက်မနည်းရှိတယ်လို့ ISP မြန်မာကပြောပါရယ်။အာနာသိန်းဒီနေ့ကြာကာလအတွင်းအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ရတဲ့ဖြစ်စဉ်ပေါင်း80ထက်မနည်းမှာအရက်သား1599ဦးတိုက်ဆုံခဲ့တယ်လို့မေလ14ရက်နေ့ထုတ်အစီရင်ခံစာမှာဖော်ပြပါရယ်။အစုလိုက်အပြုံလိုက်တိုက်ဆုံခဲ့မှုဖြစ်စဉ်တွေမှာစစ်ကောင်စီမှနေကြောင်းတိုက်ခိုက်ခြင်း၊လက်နက်ကြီးပစ်ခတ်ခြင်းနဲ့မီးရှို့ခြင်းတို့ဖြစ်တယ်လို့သိရပါရယ်။အာနာသိန်းဒီနေ့ကြာကာလအတွင်းစစ်ကောင်စီကအရက်သားပြည်သူများနေထိုင်ရာနေရာများအပါအဝင်တွန်လိုင်းလက်နက်ကမ်းများထိန် ချုပ်ထားတဲ့ဒေတာတွေကိုလေကြောင်းတိုက်ခိုက်မှု1000 1936ကျင်းပြုလုပ်ခဲ့ကြောင်း ISP မြန်မာကထုတ်ပြန်ထားပါတယ်။ အစူလိုက်ပြုံလိုက်တက်ဖြတ်ခံရတဲ့ဖြစ်စဉ်အများဆုံးမှာသခိုင်းတိုင်းဖြစ်ပြီးမေလ၁၂ရက်နေ့တပရင်မြို့နယ်ဦးထိန်ကွင်းချင်းရွာစတင်ကြောင်းပုံချဲတိုက်ခိုက်ခံရမှုမှာဆရာမနှံဦးပါဝင်ကလင်းငယ်စုစုပေါင်း24ဦးထိသေဆုံးခဲ့ပြီးရှာနယ်ကြီးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မေလ၁၂ရက်နေ့နောက်ပိုင်းစစ်ကောင်စီကရခိုင်ပြည်နယ်ကိုလည်းနိုင်စင်ပုံချဲတိုက်ခိုက်ပြီးရသီတော်မြို့နယ်နဲ့ကြောက်တော်မြို့တို့မှာစစ်ကောင်စီလေကြောင်းပုံချဲတိုက်ခိုက်မှုကြောင့်ကလင်းငယ်များအမျိုးသမီးများပါဝင်အရက်သားပြည်သူ22ဦးထိသေဆုံးပြီး30ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ thank you